နိုင်ငံပြူဟာကုန်းရှိဆုံရှုံစခန်းတွေကိုပြန်လည်ရယူဖို့နဲ့ပိမိပြီးကစင်ကလျာပြေးနေရတဲ့စစ်ကော်မရှင်တပ်တွေကိုကုဖို့စင်ရအလုံးရင်ပို့ဆောင်နေရတယ်လို့သိရပါဗျ။အမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မာဆခ935နဲ့အမြောက်တပ်အမတ်တ436တို့ကအင်အားအပြည့်ပါတဲ့စစ်ရင်နံ5စီးဟာပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့မှာဇင်ပြုံးကတဆင့်ပြင်းဝလမ်းစုံကိုရောက်ရှိလာတယ်လို့သိရပါဗျ။ အဲ့ဒီစစ်ရင်နန်းတွေကစစ်ကြောင်းချို့မှာတိုက်ပွဲဖြစ်ပွားရာကိုခြေလင်းတက်ကြမှာဖြစ်ပြီးရိခါတွေပါပါရှိတယ်လို့လည်းသတင်းရရှိပါတယ်စစ်တပ်ကအင်အားစတိုက်ဖို့နေတယ်လမ်းကြောင်းတွေဖြန့်ပြီးခြေတက်ခိုင်းနေပြောတယ်တော်လိုင်းဘက်ကပိတ်တိုက်တာရောဂျားဖြက်တိုက်တာရောနဲ့တိုက်ပွဲဆက်ဖြစ်နေတယ်လို့သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ် နေကံဖြူအောင်ဘက်ကိုစစ်ကောမရှင်ကပို့လိုက်တဲ့စစ်ကြောင်းတွေနဲ့စခန်းကထွက်ပြေးတဲ့တက်ချိုပူပေါင်းကဂုတ်ကြီးဘက်မှာအေးနဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောမရှင်ကနေကံစခန်းနဲ့စခန်းအနီးကတပ်ဖွဲ့ဝင်တွေကိုလေကြောင်းကနေလက်နက်ခဲယံပို့နေရပြီးမြေပြင်လမ်းကြောင်းတွေပိတ်ဆို့ခံရတဲ့အတွက်ပြင်းဝလမ်းဆောင်ကတဆင့်သာလမ်းကြောင်းတွေခွဲပြီးနေအိမ်ကန်လမ်းတင်တဲ့လမ်းဟောင်းကိုစစ်ကူပို့နေရပါတယ် နေကံဖြူဟာကနေကြန့်ရှိနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတဲကတချို့မှစခန်းစွန့်ခွာထွက်ပြေးနေပြီးတပ်ဖွဲ့ဝင်တချို့မှ AAC အညံ့ခံကြရတယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့နဲ့အောက်တိုဘာ18ရက်နေ့မှာ AA ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ဟာမနေ့ကအောက်တိုဘာ20ရက်နေ့ထိလေကြောင်းကနေပြီးနေကံနဲ့ဂုတ်ကြီးအနီးတစ်ဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားတယ်လို့သိရှိရပါတယ်